ဖိုဒင်လစ်ပွန်တင်ရဲ့တောင်ပန်ကစားသမားလေးဂျီယိုဗန်နီကွင်းဒါကတော့ချယ်ဆီကိုရောက်ရှိဖို့အတွက်ဟီဝီကိုဖြစ်သွားပါပြီခင်ဗျာမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးနဲ့ချယ်ဆီတီဗီကနေအပြောင်းအညောများအားလုံးကိုကြိုဆိုပါရစေမနက်ပိုင်းမှာနာမည်ကြီးဂျန်နယ်လစ်တယောက်ဖြစ်တဲ့ဖေဘရီဇီယိုမာနိုတင်ခဲ့တဲ့သတင်းတပုတ်ကကျွန်တော်တို့ချယ်ဆီပရိသတ်တွေအတွက်အတော်လေးအံ့အားသင့်စရာကောင်းခဲ့တယ်လို့မန်ချက်စတာယူနိုက်တက်ပရိသတ်တွေလည်းတော်တော်လေးအံ့ဩမိမှာပါ ။ဘာကြောင့်လဲဆိုတော့ယူနိုက်တက်ကာလာရှိပြစ်မှတ်ထားနေတဲ့ကျွန်တော်ကိုယ်တိုင်ယူနိုက်တက်အသင်းကိုရောက်ရှိမဲ့ပထမဆုံးစပိုနီလစ်ဘွန်ကစားသမားလို့ထင်ကြီးပေးခဲ့ပေမဲ့လုံးဝမထင်ထားတဲ့အခြေအနေမျိုးကနေဂျိုဗန်နီကွင်းတာကိုချယ်ဆီအသင်းကခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့တာပါ။ရိုမာနိုလိုနမေဂျောပုပ်ကူတယောက်ဟီဝီကိုလုတ်ပြီဆိုရင်အပြောင်းရွှေ့၁၀ခုမှာ၉ခု꽌လောက်တော့ဖြစ်တယ်။ဒီအတွက်ကြောင့် ယုံကြည်လို့ရပါတယ်ခင်ဗျသူကိုယ်တိုင်ကလည်းဒီ source ကိုလုံးဝလှုပ်ဝက်ပြီးတော့ဘာတတိမှမထွက်ခဲ့ပေမဲ့အခုအချိန်မှမှကောက်တင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ Giovanni Quinta ဘလို့ကစားသမားမျိုးလဲဘလောက်ထိကောင်းသလဲ Manchester United ပြိသက်တွေကတော့ Chelsea ပြိသက်တွေတပိုပြီးသိတယ်ဘာကြောင့်လဲဆိုတော့ Quinta က United နဲ့စပြီးတော့တရင်ထွက်တဲ့အတွက်ကြောင့်မှာတချို့ရှေ့ပြေးကောလာဟာလာတရင်တွေမှာဆိုရင် ကွင်းနားကိုခေါ်ယူဖို့ United ကသဘောတူညီမှုရရှိပြီးပြီဆိုတဲ့သတင်းမျိုးတွေတောင်ထွက်ထားပါတယ်။ဖြစ်လဲဖြစ်နိုင်တာပဲလေ။ဘာကြောင့်လဲဆိုတော့ကွင်းနားကို polish လုပ်ပေးခဲ့တာက Ruben Amorin ။ Amorin ဒီဒီအသက်16နှစ်အရွယ်ကစားသမားကိုတောက်လျှောက်အသုံးပြုခဲ့တယ်။သူ့ရဲ့ကိုယ်ကိုယ်သွေးပိုင်းကလည်း Amorin လက်အောက်မှာပုံပြီးတက်လာခဲ့တယ်။အဲ့တော့ Amorin United ကိုရောက်ရှိသွားတဲ့အချိန်မှာ Giovanni Quina ကလည်း United ခေါ်ယူမယ် Sergeant Radcliffe တို့ရဲ့ အနာဂတ် future plan စီမံကိန်းတွေမှာလည်းအသက်အရွယ်ကိုက်ညင်မှုရှိတယ်။သိကြတယ်လေဗျာ။ကွက်တီပဲ United တင်းကိုရောက်ဖို့ပဲရှိတယ်။ဒါပေမဲ့ Chelsea တင်းရဲ့မဟာဗျူဟာစီမံကိန်းတွေလို့ပြောရမှာပေါ့။ပွင့်လေပြောရင်ကျွန်တော်တို့ Chelsea ပြည်သက်တွေလည်းမသိဘူး။ဒါလေကြရင်ဘယ်ကကစားသမားကြီးဘလို့ခေါ်ပြီးဘလို့ရောက်လာမန်းကိုမသိတဲ့အခြေအနေမျိုး။အဲ့တော့ Chelsea ရဲ့လူခေါ်မှုကကျွန်တော် top 4လေးကိုစရောက်တဲ့အချိန်တွေကဆွေးနွေးခဲ့တယ်လို့မျိုးပဲ။သူကနှစ်မျိုးသွားတာ။ investment လုပ်မယ်။ ပြီးရင်ကန်ဆန်းမယ်အဲ့တော့ကန်ဆန်းတဲ့ကစားသမားကတော့သူတို့ပြန်ရောင်းရင်တောင်မှဝယ်တဲ့ဈေးထက်မလျော့တဲ့ပုံစံမျိုးသူပြန်ရောင်းနိုင်တယ်ဒီနေ့ရာဒီမှာဆိုဗျာကယ်လမန်ကိုအဲ့တော့ကန်ဆန်းပြီးခေါ်လိုက်တယ် investment လုပ်တဲ့ကစားသမားကျတော့အဲ့ကစားသမားကပေါက်ကိုပေါက်ရမယ်ပေါက်ပြီးအကျိုးမြတ်မြများပေးရင်သူတို့ရောင်းမယ်အတင်းရဲ့ရေရှည်တည်တံ့ခိုင်မြဲမှုကိုမထိခိုက်စေတဲ့ပြောင်းရွှေ့ခြင်းမျိုးပေး ထားပါတော့ကိုပါမောင်အခုချိန်ရော့ပေါင်တန်းနေရပေးမယ်ဆိုရင်လည်းရောင်းနိုင်တယ်ဒါပေမဲ့ဘယ်ကလပ်မှလည်းမပေးပါဘူးဥမာပြောပြရဲချယ်စီရဲ့သွားတဲ့ပုံစံအဲ့လိုမျိုးသူတို့ကလူငယ်လူရွယ်ကစားသမားတွေကိုလှည့်ထုတ်မယ်ပြန်ခေါ်မယ်အတင်းမှာလုံးဝရှိတဲ့ကစားသမားတွေကိုတည်ထားမယ်လူငယ်တွေကထွန်းတောက်လာတဲ့ကစားသမားတေချာတဲ့ကစားသမားတွေကို investment လုပ်မယ်ဆိုတဲ့အတိုင်းသွားနေတာပါ။ Astor Vo William ကြတော့ပြောင်းရွှေ့ခြင်းအများကြီးပေးပြီး investment လုပ်ဖို့ခေါ်ခဲ့တယ်။ Canary Bay လဲထုံနီးတူပဲဒီထဲမှာ Giovanni Quinna လဲပါဝင်လာခဲ့ပါတယ်။ ဆိုတော့ကွင်းနာရဲ့ချက်စီးရောက်ရှိသွားတဲ့အခြေအနေလေးကိုကျွန်တော်အရင်ဆုံးတော့ရူမာနိုရဲ့ဖော်ပြချက်ကိုကိုးကားပြီးဆွေးနွေးကြပါတယ်။ကွင်းနာကိုခေါ်ယူဖို့အတွက်ချက်စီးတင်းကဆွေးနွေးညီနိုင်မှုတွေလုပ်နေတာကြားပါပြီ။အဲ့တို့ကြောင့်ဘောလုံးသတင်းတွေဒီကလပ်သင်းတွေကဖွားတဲ့သတင်းတွေ80ရာခိုင်နှုန်းလောက်ကျွန်တော်အမြဲတမ်းပြောတာ။ဘာကြောင့်လဲဆိုတော့ဒီကလပ်သင်းတွေကသူတို့ဖော်ပြစီခြင်းတဲ့သတင်းဆိုရင်အဲ့လိုဖွားလိုက်တယ် မဖော်ပြသေးခြင်းဘူးဒိုရှိုင်လေးခိုးပြီးဆွေးနေနေရဆိုရင်ဘာမှမသိဘူးကျွန်တော်တွေလုံးဝမသိဘူးလေချယ်ဆီနဲ့ကွင်းသားဘာမှဆက်ဆက်ပြီးကြားထားတာမဟုတ်ဘူးချယ်ဆီဖန်တွေတမှဆိုကွင်းသားဘာမှမသိတဲ့ပြိတ္တတွေတောင်ရှိရဒါဖန်တွေကိုအပြစ်ပြောလို့မရဘာကြောင့်လဲဆိုတော့တကယ်လည်းတရင်မထွားလို့အဲ့တော့ဒိုရှိုင်လေးဥပီးလိုက်နေတဲ့အချိန်မှာယူနိုက်တက်ကတော့နောက်ကောက်ချခံခဲ့ရတယ်လို့ပဲပြောရမှာပါစပိုတင်လစ်ဘွန်းနဲ့သဘောတူညီမှုရခဲ့တယ်ဒီကောင်လေးကို ်အန်ဒူမော်ရက်စကာနဲ့ချက်ဆီအသင်းတာဝန်ရှိတဲ့သူတွေကအနာဂတ်ပလန်စီမံကိန်းတွေအန်ဒူမော်ရက်စကာရဲ့အစီအစဉ်တွေကိုချပြတဲ့အချိန်သူကိုယ်တိုင်ကလည်းသဘောကျတဲ့အတွက်ကြောင့် yes လုပ်ခဲ့တယ်လို့ကျွန်တော်သိရတယ်အဲ့တော့ကွမ်နာကိုခေါ်ယူရင်းမှာချက်ဆီကလွယ်လင်းတကူခေါ်ယူလို့တော့ရခဲ့မှာမဟုတ်တာသိကြတယ်ဗျဘာကြောင့်လဲသူ့ကိုထည့်သွင်းချုပ်ဆိုထားတဲ့ rally clause ကပေါင်တန်း100လောက်ရှိတယ်2029မှာစာချုပ်တက်တန်းကုန်မှာဖြစ်တဲ့အတွက် ညှိနှိုင်းဆွေးနွေးမှုတခုတော့လုပ်လို့ရနိုင်တယ်။ဘာကြောင့်လဲ?နှစ်နှစ်ပဲကျန်တော့တယ်လေ။နှစ်နှစ်ကျန်တဲ့ကစားသမားက Rally Gloss အပြည့်တော့ဘယ်သူမှမပေးနိုင်ဘူး။အဲ့တော့ Chelsea က Sporting Lisbon လိုချင်တဲ့ amount ပမာဏတရက်ကိုတော့တေချာပေါက်ပေးခဲ့လိမ့်မယ်လို့တော့ကျွန်တော်ယူဆတယ်။အခုချိန်မှာသူကမောင်ပမာဏဘလောက်ပေးပြီးခေါ်တယ်ဘာညာဆိုရက်သတင်းမျိုးတွေတိတိပပတော့မထွက်သေးဘူးတေချာတကူကတော့ယူရိုတန်း100ပေါင်တန်း100မဟုတ်ဘူးဆိုရင်တောင်မှအထက်အများကြီးမကွာတဲ့အမောက်ပမာဏတရက်နဲ့ ဒီခဲ့ပုံရှိပါတယ်။ဘာကြောင့်လဲဆိုတော့ Giovanni Quana ဒီ investment လုံးမဖြစ်မဲ့ကစားသမား talented player တယောက် Portugal ရဲ့ရွှေအောင်မျိုးဆက်သူ့အသက်အရွယ်နဲ့မလိုက်အောင် ပွဲထွက်ခွင့်အများကြီးရထားတဲ့ chartate တယောက်ဖြစ်ပါတယ်။ Chelsea ရှောက်ခေါ်နေတဲ့တချို့တော့ကစားသမားတွေမတူပါဘူး။အဲ့တော့ Chelsea ခေါ်တဲ့ကစားသမားတွေကလည်းအဲ့လိုလူမဲ player တွေသဘင်က Travis Scott လို့လို့ချက်ဆက်မီလေးနဲ့များတယ် ပြိတ်သက်တွေကလည်းဟာဒီကစားသမားခေါ်ပြန်ပြီးဒီပုံစံတွေပဲ appearance တွေကတူနေတယ်ဆိုပြီးစိတ်ပြတ်သွားရှိရတယ်။တိုးတော့ Queen Da ရောတော့အဲ့လိုသွားစိတ်ပြတ်လို့မရဘူး။ Queen Da နဲ့ပတ်သက်ပြီး YouTube မှာကိုယ်တိုင်သူ့ရဲ့ plain style တွေရိုက်ရှာကြည့်လို့ရပါတယ်။တကယ်ကိုကျန်းတဲ့အနာဂတ်ကောင်းမွန်တဲ့ chart တစ်ယောက်လို့ပြောလို့ရပါတယ်ခင်ဗျ။ဆိုတော့ Queen Da Chelsea ကိုအခုချက်ချင်းရောက်လာတာတော့မဟုတ်သေးဘူး။ Sporting Lisbon နဲ့ Chelsea တို့ရဲ့သဘောတူညီချက်အရနောက်လာမယ့်2000 25-26ဘောလုံးရသည်တရားသည် Sporting Lisbon မှာပဲဆက်ပြီးရှိနေဦးမယ်2026ဂျွန်တနည်းအားဖြင့် South Sudan တစ်နှစ်ပဲကြံတော့တဲ့အနေအထားမျိုးမှာ Chelsea အသင်းနဲ့ပူးပေါင်းမှာဖြစ်ပါတယ်သူ့တက်ရွေကအခုချိန်မှာအသက်16 Chelsea ကိုရောက်တဲ့အခါကျရင်တော့20နီးပါးလောက်တော့ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့လည်းရည်သွေးရှိပြီးသား player တယောက် Sporting Lisbon မှာလည်းအမြဲတမ်းလိုလိုပွတ်ထွက်ခွင့်ရနေတဲ့ player တယောက်ဖြစ်တဲ့အတွက်ပို့ပြီးကောင်းသွားဖို့ပဲရှိတယ် အခု Astervo William ကိုခေါ်လိုက်တဲ့ပုံစံမျိုး Country Pace တို့ကိုခေါ်လိုက်တဲ့ပုံစံမျိုးတွေနဲ့တွားပြီးဆင်ပါတယ်။ Quanta ကနော်ကိုပါမာရိုအောင် Chelsea နဲ့အတူတူ Champion League မှာကစားရသေးဘူး။သူက Sporting Lisbon နဲ့ Champion League တွေကစားခဲ့မှုတဲ့ chartered တယောက်ဖြစ်ပါတယ်ခင်ဗျ။ဒါတော့ Quanta ကိုခေါ်ယူတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီး Romano ပေါ်ပြထားတဲ့အချက်လက်တွေကိုကျွန်တော်ကိုကသုံးသပ်ဆွေးနွေးခဲ့တာပါ။နောက်ထပ်တစ်ပိုင်းကသူ့ရဲ့ကိန်းဂဏန်းအချက်လက်လေးတွေကိုအနည်းငယ်ပြောပြကြပါမယ်။ Sporting Lisbon ရဲ့လူငယ် အသင်းတွေကနေတောက်လျှောက်တက်လာတဲ့ခြားတိတ်ပြတိုးတော်လူငယ်လူရဲ့အသင်းတွေကစွမ်းဆောင်ရည်တော့ဖယ်လိုက်တော့ Sporting Lisbon အသင်းနဲ့အတူဒီခြားတိတ်ဘလောက်ထိစွမ်းဆောင်ရည်တွေကောင်းခဲ့သလဲဆိုတဲ့အပိုင်းမှာထပ်ပြီးပြောပြချင်ပါတယ်အခုနှစ်ဘောလုံးရသည်2024-25မှာစတင်ထွန်းတောက်လာတယ်ထွန်းတောက်လာပေမဲ့လည်းသူထွန်းတောက်တဲ့ပုံစံအလိုအရှိန်အဟုန်ကောင်းကောင်းကြီးနဲ့ချက်ချင်းယူတန်းပြီးတော့တက်တာပေါ့နော်အဲ့တော့ Amorin လက်အောက်မှာ ွဲမြောက်များစွာကစားခဲ့ရပြီး Amorin ကိုယ်တိုင်တေချာ train ပေးခဲ့တဲ့ charter တယောက်လို့လည်းပြောလို့ရပါတယ်အဲ့တော့ Amorin ကဒီယာဒီဝက်လောက်ဒီကောင်လေးနဲ့တေချာထိတွေ့ပြီးတော့ဆွဲဆောင်ရေးဘိုင်းကိုမြင့်တင်ခဲ့တဲ့သူတယောက်လို့ဆိုနိုင်တယ်ဗျအဲ့တော့သူကဒီနှစ်ဘောလုံးရာသီမှာ Sporting Lisbon အသင်းတွက်ပွဲပေါင်း43ပွဲကစားထားတယ်တွင်းကိုရေအတွက်2ဂိုးရှိခဲ့ပြီးတော့ဖန်တီးမှုကတော့ကျွန်တော်၈ချိန်တိတိရှိခဲ့တယ် application တစ်ခုနဲ့တစ်ခုဒီ steps တွေကတော့တူချင်မှတော့တူလိမ့်မယ်ကျွန်တော်ကတော့အခု transfermarket.com ကနေပြောပြပေးနေတာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ spotting list spoon အသင်းအတွက်အသက်78အရွယ်လောက်နဲ့43ဘွဲဆိုရယ်နှုံးကကြောက်စရာကြီးလေဗျစဉ်းစားကြည့်လူငယ်ကစားသမားတယောက် spotting list spoon ကစားနေရဲ့လီရလိုက်အဲ့လောက်ပိနေလီမဟုတ်ဘူးပြပြဆိုဆိုပေါ်တူဂီလီယာကစားသမားတွေကကျန်းတယ်နော်ပရီးမီးယားလိမှာဆိုရင်ကျွန်တော်ချယ်ဆီခေါ်ခဲ့တဲ့ပေါ်တူဂီလီယာကစားသမားတွေလည်းအများကြီးရှိတယ်တခြား ကလပ်တင်းတွေခေါ်ခဲ့တဲ့ပေါ်တူဂီလိယကစားသမားတွေလည်းရှိတယ်။အနေဒါတရက်တီ EPL မှာထွန်းတောက်ပါတယ်။အဲ့တော့ကြောင့် Giovanni Quinna ကလည်း Chelsea အတွက်မျှော်လင့်ခြင်းစရာကစားသမားတစ်ယောက်ပါလူမဲပလေယာဖြစ်လို့ Travis Scott ပုံစံမျိုးလေးတွေဖြစ်နေလို့ပရိသတ်တွေအနေနဲ့အထင်တော့မလွဲစေချင်ဘူး။တကယ်ကိုကောင်းတဲ့ chartie တယောက်ဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားကျင်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။